မင်္ဂလာပါရှင်။ဒီနေ့ဂျွန်လ28ရက် Federal FM ရဲ့နေ့စဉ်သတင်းနဲ့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးပါမယ်။ဒီနေ့တော့ TNL ထိန်းသိမ်းထားတဲ့88မျိုးဆက်ငိမ့်ပွင့်တာဝန်ခံနဲ့ပါကဖရဲဘော်တွေပြန်လွတ်တဲ့သတင်း၊ကရင်နီလူမှုသိပ္ပံကောလိပ်တက်မွေးတင်နန်းဆင်မွေးနဲ့ထုတ်ကုန်ပြပွဲပြုလုပ်တဲ့သတင်း ဆောင်းနှန်းခဲတိုက်ပွဲမှာဖဲခုံ PDF drone တပ်ဖွဲ့ရဲ့ပုံးကြောင့် PNA တပ်ခွဲမှုတို့အကြဆုံးတဲ့တွင်စတဲ့တွင်တွေအပါအဝင် Federal Fund ရဲ့နေစဉ်တွင်တွေကိုတင်ဆက်ပေးပါမယ်။နောက်ပိုင်းမှာတော့နိုင်ငံတကာတွင်တွေကိုကြားရမှာပါ။တန်အမျိုးသားလွတ်မြောက်ရေးတက်မတော် TNL ဖန်စီထိန်ထိန်ခဲ့တဲ့88မျိုးဆက်ငင်းချမ်းရေးနဲ့ပွင့်လင်းလူအဖွဲ့အစည်းတာဝန်ခံဒေါ်ဤဆွေနဲ့မုံရခရိုင်ပကဖရဲဘော်9ယောက် မနေ့ကမနေ့မှပြန်လည်လွတ်မြောက်လာပြီလို့နှိဇက်သူထံကသိရပါဗယ်ပြီးခဲ့တဲ့ဂျွန်လ18ရက်နေ့ကဖြတ်တန်းသွားလာခွင့်မပါဘဲသွားလာခဲ့တဲ့အတွက်ကြောင်မဲမြို့မှာ TNL ကထိန်းသိမ်းခဲ့တာဖြစ်တယ်လို့သိရပါဗယ် TNL ကစစ်ဆေးစင်မှာစစ်သုံးပစ္စည်းတွေပါလာခဲ့ပြီးတော့မူရစေနဲ့လက်နက်တရားမဝင်ရောင်းဝယ်မှုတွေထိန်းချုပ်ဖို့စီမံချက်ရှိနေတဲ့အချိန်မှာထိန်းသိမ်းခံရတာဖြစ်တယ်လို့သိရပါဗယ် တော်ရီဆွေနဲ့ရဲဘော်၅ယောက်ကိုတရင်တပတ်ကြော်ကြာနတ်မတူမြို့မှာထိန်းသိမ်းထားခဲ့ပြီးတော့ထိန်းသိမ်းထားခံရစဉ်တုန်းကအခြေအနေကိုတော့ Federal FM ကဆက်လက်စုံစမ်းနေစေဖြစ်ပါတယ်။ကရင်နီလူမှုသိပ္ပံကောလိပ် KCSSH ရဲ့အပတ်စဉ်ကတမွေးဝမ်းကြောင်းတင်တန်းဆင်ပွဲနဲ့ထုတ်ကုန်ပြပွဲကိုမနေ့ဟာဂျွန်လ29ရက်နေ့မှာဖရူဆိုမြို့အနောက်ချမ်းတနေရာမှာကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီအပတ်စဉ်မှာတင်နန်းသူတင်နန်းသား29ယောက်တင်နန်းဆင်းခဲ့ပြီးတော့တင်နန်းကာလ3လခွဲကြာမြင့်ခဲ့တယ်လို့သိရပါဗျာ။တင်နန်းမှာဆက်ချုပ်ရကန်ချီတိုးနဲ့ဆက်ပြင်ပညာရဲ့၄ခုတင်ကြားပို့ချပေးတယ်လို့ဆိုပါဗျာ။ဂရင်းဒီလူမှုသိပ္ပံကောလေအသက်မွေးဝမ်းကြောင်းပညာရဲ့မှာအပတ်စဉ်9အထိဆိုရင်တင်နန်းသူတင်နန်းသား130ဝန်းကျင်တင်နန်းဆင်းခဲ့ပြီလို့သိရပါဗျာ။ရှမ်းပြည်နယ်တောင်ပိုင်းဖေခုံရဲ့အရှိတ်ဆောင်းနှန်းခဲတိုက်ပွဲမှာ ဖေကုံပြည်သူ့ကာကွယ်ရေးတပ်တထောင်ချောက်တရင်ကဒရုန်းနဲ့တိုက်ခိုက်ခဲ့ရာစစ်ကောင်စီလက်အောက်ခံ PNO PNA ပအိုးပြည်သူ့စစ်ရဲတပ်ခွဲမှုတဦးသေဆုံးပြီးတပ်သား5ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။စစ်ကောင်စီတပ်နဲ့လက်အောက်ခံ PNO PNA ပြည်သူ့စစ်တွေဟာဆောင်းနှန်းခဲရွာကိုနှစ်ကြိမ်မြောက်စစ်ကြောင်းထိုးလာတာဖြစ်ပြီးပြီးခဲ့တဲ့ဇွန်လ23ရက်နေ့ကရှမ်းတောင်နဲ့ကရင်နီမှာရှိတဲ့တပ်ပေါင်းစုတွေနဲ့ထိတွေ့တိုက်ပွဲစတင်ခဲ့တယ်လို့သူကဆက်ပြောပါဗျ။ လက်ရှိမှာစစ်ကောင်စီနဲ့လက်အောက်ခံ PNO PNA ပို့ပြည်သူစစ်တွေဟာဆောင်းနိုင်ခဲရွာကဒေသခံပြည်သူတွေရဲ့နေအိမ်တွေကိုမီးရှို့တာတွေပြုလုပ်နေပြီးလက်နက်ကြီးအပြင် လေကြောင်းနဲ့တိုက်ခိုက်တာတွေပါပြုလုပ်နေတယ်လို့သိရပါဗျ။ ။ပဲခူးတိုင်းအရှိချမ်းမှာတော်လိုင်းရေးပူပေါင်းတပ်ဖွဲ့တွေကစစ်တပ်စခန်းတွေကိုနှစ်ရက်တာတိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်ဖွဲ့ဝင်28ဦးထပ်မင်းနဲ့တေဆုံပြီးစစ်တုံးပန်း25ဦးဖမ်းဆီးရမိခဲ့တယ်လို့တောင်ပိုင်းစစ်ဒေသအမှတ်နှစ်စစ်ဒေသခွဲကသတင်းထုတ်ပြန်ထားပါဗျ။စတောင်းမြဝမ်းစစ်စင်ရေးအဖြစ်ပဲခူးတိုင်းညောင်လေးပင်ကြောက်တကားနဲ့ဖြူးမြို့နယ်အတွင်းက ရန်ကုန်မန္တလေးအမြန်လမ်းဟောင်းပေါ်ရှိစစ်တပ်စခန်၉ခုကိုပြီးခဲ့တဲ့ဇွန်လ25ရက်နေ့မှာတပြိုင်တည်းတိုက်ခိုက်ခဲ့ပြီးစစ်ကောင်စီဘက်က20ဦးထက်မနည်းသေဆုံးပြီးစစ်တုံးမှန်၃ဦးဖမ်းဆီးရမိကလက်နက်မျိုးစုံ16လက်ခဲယမ်းနဲ့စစ်တုံးပစ္စည်းတွေကို သိမ်းဆီးရမိခဲ့တယ်လို့သိရပါဗျ။ဒါပြင်ပြီးခဲ့တဲ့ဂျွန်လ26ရက်မှာကြောက်ကြီးမြို့နယ်အတွင်းရှိစစ်ကောင်စီတပ်စခန်းတွေကိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား9ဦးသေဆုံးပြီးစစ်တုံးမှန်22ဦးကိုဖမ်းဆီးရမိကလက်နက်မျိုးစုံ28လက်ခဲယမ်းတွေနဲ့အခြားစစ်တုံးပစ္စည်းတွေကိုပါတင်ဆီရမိခဲ့တယ်လို့သိရပါဗျ။အခုဆက်ပြီးတော့နိုင်ငံတကာသတင်းတွေကိုကြားရမှာပါ။ အမေရိကန်ဂျောင်းဝင်ဆောင်ရွက်ပေးတဲ့ငြိမ်းချမ်းရေးသဘောတူညီချက်ကိုရဝန္ဒါနဲ့ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံတို့ကတောက်ကြနေမှာလက်မှတ်ရေးထိုးခဲ့ပြီးအခုနှစ်အတွင်းလူထောင်နဲ့ချီတိတ်ဆုံးပြီးယာနဲ့ချီနေရဆွန့်ခွာခဲ့ရတဲ့တိုက်ပွဲတွေအဆုံးသက်ရေးမျှော်လင့်ချက်တွေမြင့်တက်လာခဲ့ပါတယ်။အဆိုပါသဘောတူညီချက်ကအမေရိကန်သမ္မတဒေါ်နယ်ထရမ့်အဆိုရအဖွဲ့ကဥဆောင်ခဲ့တဲ့ဆွေးနွေးပွဲတွေထဲမှာအောင်မြင်မှုတစ်ခုဖြစ်ပြီးတော့ တန်တလန်ရွှေကိုဘော့ဂျီနီလီသီယမ်နဲ့အခြားသတ္ထုတွေကြွယ်ဝတဲ့ဒီဒေတာတွေမှာအနောက်နိုင်ငံတွေကဒေါ်လာဘီလီယံပေါင်းများစွာယင်းနီးမြုံနံမှုကိုဆွဲဆောင်နိုင်မယ်လို့ကြီးမန်းထားပါတယ်။အာဖရိကနိုင်ငံနှစ်ခုဖြစ်တဲ့ရဝန္ဒါနဲ့ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံတို့ကနိုင်ငံသားရေးဝင်ကြီးတွေက ရက်90အတွင်းရဝန္ဒါတပ်တွေကွန်ဂိုအရှေ့ပိုင်းကနေဆုတ်ခွာသွားမဲ့2024သဘောတူညီချက်ကိုအကောင်အထည်ဖော်ဖို့သဘောတူညီလက်မှတ်ရေးထိုးခဲ့တယ်လို့ရိုက်တာသတင်းမှာဖော်ပြပါတယ်ဒီနေ့အစောပိုင်းမှာကွန်ဂိုရဲ့အကြီးဆုံးမြို့ကြီးနှမြို့နဲ့အမျက်ဆုံးများတဲ့မိုင်းတွင်း area တွေကိုသိမ်းပိုက်ခဲ့တဲ့ M23 သဘုံတွေကိုထောက်ခံတဲ့အနေနဲ့ရဝမ်ဒါကနေဆက်ဖြတ်ကျော်စစ်သား9000ထက်မနည်းဆေလွတ်ခဲ့တယ်လို့လေလာသုံးသပ်သူတွေနဲ့တန်တမန်တွေကသုံးသပ်ကြပြီးတော့ 1994ရဝန္ဒါလူမျိုးတုံးတပ်ဖြတ်မှုကနေအမြင့်တွယ်နေတဲ့ဆယ်စုနှစ်ပေါင်းများစွာပြိပခါမှာ နောက်ဆုံးတန်တရာဖြစ်တဲ့ M23 လက်နက်ကိုင်တွေကြောင့်ကွန်ဂိုနိုင်ငံရဲ့အိမ်နီးချင်းနိုင်ငံတွေမှာစစ်ပွဲတွေကြကြပြင်းပြင်းပြင်ဖြစ်လာမှာကိုစိုးရိမ်နေကြတာပါထိုင်းဝင်ကြီးချုပ်ရဲ့မိသားစုကို လူသိထင်ရှားတိုက်ခိုက်ခဲ့တဲ့ကမ္ဘောဒီးယားအထက်လွှတ်တော်ဥက္ကဋ္ဌဟွန်ဆန်ရဲ့တိုက်ခိုက်မှုကိုအံ့ဩမိတယ်လို့ထိုင်းနိုင်ငံသားရဲ့ဝန်ကြီးဌာနကမနေ့ကတောက်ကြနေမှာပြောပါရတယ်။ ကမ္ဘောဒီးယားကိုဆယ်စုနှစ်၄စုကြာခေါင်းဆောင်ခဲ့ပြီး2023ခုနှစ်ကမှအနားယူကအထက်လွှတ်တော်ဥက္ကဋ္ဌအနေနဲ့တာဝန်ယူထားတဲ့ဟွန်ဆန်ကထိုင်းဝင်ကြီးချုပ်ပေထုံတန်ရှင်နာဝဲရဲ့ဖခင်နဲ့မကြသေးခင်ကအထိကောင်းမွန်တဲ့ဆက်ဆံရေးရှိနေခဲ့ပေမယ့်နှစ်နိုင်ငံနယ်စပ်ပြဿနာအပြီးမှာတော့ ထိုင်းဝန်ကြီးချုပ်ကသူနဲ့သူ့သားကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်မာနက်တို့ကိုရှုတ်ချခဲ့တယ်လို့ဟွန်ဆန်ကဆွဆွဲခဲ့တဲ့အတွက်များစွာအံ့ဩမိပြီးအခုလိုလှုပ်ခံရပေမဲ့ထိုင်းဘက်ကတော့တကားတွေဖွင့်ထားသေးပါလို့ထိုင်းနိုင်ငံသားရေးဝန်ကြီးဌာနကပြောပါတယ်။ ကမ္ဘောဒီးယားနိုင်ငံဘက်ကနှစ်နိုင်ငံနယ်စပ်အငင်းပွားနေတဲ့နေရာမှာဖြစ်ခဲ့တဲ့ပြစ်ခတ်မှုကြောင့်ကမ္ဘောဒီးယားစစ်သားတဦးတိတ်ဆုံးခဲ့တာနဲ့ပတ်သက်ပြီး ICJ ကိုတိုင်တန်းထားတဲ့ကိစ္စကို ထိုင်းဘက်ကအတိအမှန်မပြုပေမဲ့ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင်တွေနဲ့ဆွေးနွေးခဲ့ပြီးကမ္ဘောဒီးယားနဲ့လည်းဆွေးနွေးဖို့တက်နိုင်သမျှစူးစမ်းနေပါတယ်လို့ထိုင်းနိုင်ငံသားရဲ့ဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။ ဂျပန်နိုင်ငံမှာ Twitter ခေလာလို့နာမည်ကြီးရဲ့ Twitter လူမှုကွန်ရက်ကနေဆက်သွယ်ပြီးလူ၉ယောက်ကိုတပ်ဖြတ်ခဲ့တဲ့ Taka Hiro Shira Ishi ဆိုသူကိုဓမြမှုမဒိမ့်မှုလူသတ်မှုနဲ့အလောင်းဖျောက်ဖျက်မှုတွေကြောင့်မနေ့ကတောက်ကြနေမှာ ကြိုးပေးတပ်ဖြတ်ခဲ့ပြီးဒီအမှုဟာဂျပန်နိုင်ငံမှာ၃နှစ်အတွင်းပထမဆုံးစီရင်တဲ့တည်တံ့စီရင်မှု ဖြစ်တယ်လို့သိရပါဗျ။အဲဒီလူသတ်သမားဟာ2018ခုနှစ်က ိုကျိုမြို့ကသူ့ရဲ့တိုက်ခန်းမှာအမျိုးသမီးတယောက်နဲ့အမျိုးသား၈ယောက်ကိုတပ်ဖြတ်ခဲ့ပြီးခန္ဓာကိုယ်ကိုအပိုင်းပိုင်းဖျက်တောက်ခဲ့တဲ့အတွက်2020ခုနှစ်ဒီဇင်ဘာလမှာသူ့ကိုတည်တံချမှတ်ခဲ့ပြီးမနေ့ကစီရင်ခဲ့တာပါမနေ့ကစက်တင်ဘာလတုန်းကဂျပန်တရားရုံးတရုံးကလွန်ခဲ့တဲ့နှစ်ပေါင်း60နီးပါးကကျူးလွန်ခဲ့တဲ့ရာဇဝင်မှုတွေအတွက်မှားယွင်းစီရင်ချက်ချတာဆိုပြီးတော့ကမ္ဘာပေါ်မှာအချိန်အကြာဆုံးကြိုးတိုက်မှာနေထိုင်ခဲ့ရတဲ့အကျဉ်းသား အီဝါဟာကာမာဒါကိုတရရည်လွှတ်ပေးခဲ့ရတဲ့ဖြစ်ရလဲရှိခဲ့ပြီးတော့အခုလက်ရှိမှာတော့ဂျပန်နိုင်ငံရဲ့ကျိုးတိုင်းမှာအကျဉ်းသား105ဦးရှိတယ်လို့သိရပါတယ်။ဒီသတင်းတွေကိုရိုက်တာသတင်းဌာနကိုကိုးကားဖော်ပြထားတာပါ။ဒီနေ့ဂျွန်လ28ရက် Federal FM ရဲ့နေ့စဉ်သတင်းနဲ့နိုင်ငံတကာသတင်းတွေကိုကြားခဲ့ရတာပါ။ကျမကတော့ဝါဆိုပါရှင်။